မြတ်စွာဘုရားရဲ့ဤစနစ်ကမလုံတဲ့လမ်းကိုပြောမယ်ဆိုရင် လုံတဲ့လမ်းကိုဖွင့်ပေးထားတာအမြဲတမ်းကြည့်လေမင်္ဂလာတုပ်ပဲကြည့်အသေဝနာသဘာလနာပဏိတန်နေသသေဝနာ မလုံရမယ့်အောင်အရင်ပိတ်လိုက်တယ်မင်းတို့အသိပညာမရှိတဲ့လူတွေနဲ့အတူမလုံနဲ့ဘာလကိုလူမိုက်လူပြန်တာကြတော့ဘလို့အသေးပဲရှိတော့အယက်သေးစားတောင်းစားမိုက်မဲရံကထောင်ခဏနာကြတဲ့လူလို့စိတ်ကထင်နေတယ် နော်အဲ့ဒါပြောတာမဟုတ်ဘူးဘာလာဆိုတာညံမရှိတဲ့လူကိုဘာလာလို့ခေါ်တာသူကြည့်ရင်တော့ပြုံးပြုံးရှင်ရှင်ပဲလူကြားထဲမှာနေတာသဘောကောင်းတယ်အဲ့ဘာလာ အတွေးမှားနေတယ်ဟိုလူမိုက်ကလူဆိုးလူဆိုးနဲ့လူမိုက်ကွဲဖို့လို့သေးတယ်ကြားလားဘာလာလူမိုက်ဆိုတာပညာမတတ်တဲ့လူကိုပြောတာပညာမတတ်တဲ့လူလုံးလိုက်လို့ရှိရင်ကိုယ့်ကအကုန်ဖြစ်တယ်ပျက်စီးတယ် နော်မတတ်တဲ့လူလုံရင်ကိုယ့်ကာအကုန်ဖြစ်တယ်ဥပမာမတတ်ဖဲနဲ့ကားတက်မောင်းတယ်ကားတိုက်တယ်မတတ်ဖဲနဲ့တခုခုသွားလုပ်တယ်ပျက်စီးတယ် uneducated ကိုဘာလားလို့မှတ်တာပို့ပြီးတော့အဆင်ပြေတယ်ပညာမရှိတဲ့ပုဂ္ဂိုလ်လို့ဆိုလိုတယ်ကုမ္ပဏီတခုခုလုံးကြည့်ပါလား uneducated ကိုဆရာတင်လိုက်လူကြီးခန့်ထားလိုက် ပညာမတတ်လူလူကြီးခံထားလိုက်လောလောမမားတွေလောက်ကုန်ပါပဲလေတေချာတယ်ထမင်းချက်ရင်လည်းထမင်းတူးလိုက်မယ်ဟင်းချက်ရင်လည်းစားကောင်းမှာမဟုတ်ဘူးအောက်ခြေသိမ်းလေးကအမိုက်လဲရင်တောင်တသက်ရက်ဖြစ်မှာမဟုတ်ဘူးရှုပ်သွားတာပဲဖြစ်မယ်ဒီလိုဘာလုပ်လို့မသေးမသက်ဖြစ်မှာပဲအကုန်အသိပညာရှိတဲ့ပုဂ္ဂိုလ်တွေတတ်တဲ့ပုဂ္ဂိုလ်တွေ educated တွေနဲ့လှုပ်ပြဲပြီးတော့အဲ့ဒါမှ လုပ်ငန်းဟာအောင်မြင်မယ်လို့သူတို့ပြောတာဘယ်ကိစ္စပဲဖြစ်ဖြစ်အခြေခံနေစပြီးတော့အဲ့လို မတတ်တဲ့လူထိတ်မတင်နဲ့တတ်တဲ့လူကိုထိတ်ကိုတင်တင်ပြီးတဲ့အခါမှာလဲတတ်တဲ့လူရဲ့စမ်းဆောင်မှုတွေကိုအတိမတ်ပြရမယ်ပူဇာစပူဇတ်နေရနာဆိုတာတိမတ်ပြတာရာဟုတို့ပေးမယ်လာဃာတွေတို့ပေးမယ်တော့မင်္ဂလာတရားဆိုတာ အဲ့ဒါပြောတာဘာသာရေးတစ်ခုတည်းမကြည့်နဲ့အဲ့ဒါလို့ဆုံးလို့